မိမိကိုယ်ကိုတိုးတက်လာစေဖို့အိုင်ဒီယာ၁၀မျိုးနံပါတ်၁ခဏကြမှာဆိုတာကနေခုချက်ရှင်းလို့ပြောင်းလိုက်ပါဘာကြောင့်လဲဆိုတော့ခဏကြမှာဆိုတဲ့အချင်းဟာကြာလာရင်အလစ်အချင်းဖြစ်သွားတတ်ပါတယ်လုံးစရာရှိတာကိုအချိန်မဆွဲပါနဲ့ချက်ရှင်းအကောင့်ထင်ဖို့ကြည့်ပါလက်တွေ့အရေးကြီးတဲ့အရာတွေကိုအခုချက်ရှင်းလုပ်ပြလိုက်ပါနံပါတ်၂အရာရာဖြစ်နိုင်တယ်လို့ယုံကြည်ပါဘာကြောင့်လဲဆိုတော့ကိုမယုံကြည်ရင်ကိုဘာပဲလုပ်လို့ အဆုံးစွန်ထိမလုံးမိမဲ့နေတတ်ပါတယ်။အောင်မြင်နေတဲ့ဆိုတော်တွေအောင်မြင်နေတဲ့အမှုပညာရှင်တွေဟာအမေဝန်းကမွေးလာတာနဲ့တန်းပြီးအောင်မြင်နေတဲ့သူတွေမဟုတ်ပါဘူး။လူတိုင်းဟာတုံညာကနေစတာချင်းအတူတူပါ။သူတော်ဘာလုံနိုင်ရင်ကိုလေးလုံနိုင်ရပါမယ်။နံပါတ်3စမ်းလျှောက်ကြပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စမ်းလျှောက်ကြတဲ့အခါလေးကြတာရှိမယ်၊နာကျင်တာရှိမယ်။စမ်းမလျှောက်ကြရင်တော့တစ်သက်လုံးမလျှောက်တတ်ပဲနေသွားပါလိမ့်မယ်။အရင်ပုံစံအတိုင်းပဲလုပ်နေမယ်ဆိုရင် အကျိုးမြတ်ကလည်းငကိုအတိုင်းပဲဖြစ်နေပါလိမ့်မယ်။ကြီးမားတဲ့အောင်မြင်မှုအသစ်ကိုရရှိနေဆိုရင်ကိုကိုကိုအသစ်ဆံပြီးလှုပ်ကြည့်တတ်ရပါမယ်။နံပါတ်၄နမူနာရှာပြီးသူ့ဦးနှောက်ကိုဖောက်လာပါ။သူများကကလျက်စစ်ထမင်းပေါင်းကိုတီထွင်လာပေးပြီးမှကိုကဘာလို့ထင်းမိနဲ့အချင်းကုန်ခံပြီးထမင်းရှက်နေဦးမှာလဲ။သူ့ကိုယူလာအသုံးရှာပြီးကိုကိုကိုပိုတိုးတက်လာအောင်လှုပ်ပြလိုက်ပေါ့။နံပါတ်၅မိမိကိုကိုယင်းနေညှောက်နံပါတ် စာအုပ်တော့1000ကျပ်ဈေးမပိုဘူးလို့ထင်ရှင်းထင်မယ်ဟိုပြောပို့ရှာဝေတင်တန်းတပွဲတက်ခ1000ကျပ်အရင်ဈေးကြည့်နေတယ်လို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ iPhone တို့ Galaxy Note တို့လိုဖုန်းအကောင်းစားမော်ဒယ်အသစ်တွေအများရန်ကင်နေတက်ကြပါတယ်ဟိုပြောချက်တွေကအိန္ဒိယကောင်းကောင်းတွေစာအုပ်တွေကနီလန်ကောင်းတွေကကိုယ့်ဘဝကိုပြောင်းလဲသွားစေနိုင်ပါတယ် iPhone ကဘဝကိုပြောင်းလဲသွားစေဖို့ဆိုတာအင်မတန်နေပါလွန်ပါတယ်ဒါကြောင့်အခြားအရာတွေထက် ကိုကိုကိုရင်းနှီးမြှောက်နှံတာဟာအင်မတန်အရေးကြီးပါတယ်။နံပါတ်6ကိုကိုကိုတေချာရေရအောင် ပြောထားပါ။ကိုဟာဘာလုပ်လဲ။ကိုဟာဘာအတွက်မွေးဖွားလာတယ်လေဆိုတာကိုကဘောလုံးသမားဖြစ်နေပြီးအတွင်းစိတ်ထဲမှာတော့ဆရာဝန်ဖြစ်ချင်နေတယ်ဆိုရင်မမိတ်တာတော့တေချာပါပဲ။ဒါကြောင့်ကိုကိုကိုတွေ့အောင်ရှာဖွေတွေ့ရှိဖို့ပါပဲ။နီလန်းကလွယ်လွယ်လေးပါ။ကိုကိုကိုပြန်မေးကြည့်လိုက်ပါ။ကိုတည်တဲ့အခါကိုအာသူဘကိုလာပို့တဲ့သူတွေ ကိုယ့်အပေါ်ဘလို့ပြောစီရှင်တယ်လေအဲ့ဒီအဖြစ်ကသင်ကိုယ်တိုင်ပါပဲနံပါတ်9သူတို့ဘာသူအကြောင်းထက် ကိုယ့်အကြောင်းကိုပိုသိပါစေဘေးအင်္ဂါဘာကြောင့်အိမ်ပြန်နောက်ကျနေတာလဲဘေးဇက်ကားကဆုံးခန်းရောက်တော့မယ်ဘသူနဲ့ဘသူကရည်စားဒီအကြောင်းတွေသိသွားလို့ဘာအကြောင်းမှထုံးမလာပါဘူးသိထားမှာကနောက်9နှစ်ကိုဘာဖြစ်မလဲဘလို့ဖြစ်ရှင်တယ်လေကိုဘာအတွက်မွေးဖွားလာတယ်လေကိုဘာကိုနှစ်သက်တယ်လေကိုဘေးအပိုင်းမှာတိုးပြီးဘာကိုတိုးရှင်တက်ရှင်တယ်လေ ကိုဘွားရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ကဘာလဲဆိုတာကိုသိထားဖို့လိုပါတယ်။နံပါတ်၈ကိုရဲ့အာတန်မှုကိုမြင့်တင်ပါ။အကေလို့ကိုကမင်းချောင်းကိုသစ်ပင်တက်အောင်အတင်းတင်ပေးနေရင်အင်မတန်ခက်ခဲပင်ပန်းနေမှာပါ။ကိုရဲ့အာတန်မှုကို တွေ့အောင်ရှာပြီးတိုးတက်အောင်လုပ်ပြလိုက်ပါ။နံပါတ်၉အပြိုကိစ္စမှာသိမများပါနဲ့။ဒါပေမဲ့ဆင်းရဲဒုက္ခကိစ္စမှာနည်းနည်းများပါစေ။တရားလောက်ရည်ရွယ်ထားပြီး20လောက်ရလာရင်လေ20အောင်မြင်ပြီလို့အောင်ပွဲခံတတ်ပါစေ။ ဘာကြောင့်လဲဆိုရင်စိတ်ညစ်စိတ်ချုပ်ဒေါသဖြစ်စိတ်ဆင်းရဲနေရင်ဘလို့လူကများ ကိုကိုကိုတိုးတက်အောင်လုပ်ဖြစ်တော့မှာလေနံပါတ်10နာကျင်စရာတွေအလွန်လောက်ရှာဖွေပါတော်ပြီဒီလိုဘဝမျိုးတော်ပြီမဖြစ်ရှင်တော့ဘူးဒီလိုတာမန်လူမဖြစ်ရှင်တော့ဘူးဒီလိုတန်ဖိုးမရှိတဲ့သူဆိုပြီးတင့်မှဖိတ်ရှိပြီးတင့်မှအဲ့ဒီအရာပေါ်လုံလောက်အောင်နာကျင်ပြီးသွားတဲ့အခါကျရင် ကိုကိုကိုအဲ့ဒီအရာကနေကန်ထုတ်ပြစ်နိုင်ရမယ်ပြီးရင်အဲ့ဒီအရာကို ေါင်းမြောင်းအောင်လှုပ်ဆောင်ရပါမယ်။ဒါဟာကိုကိုကို တိုးတက်စေပြီးဘသူမှဆွေးထားလို့မရစေနိုင်တဲ့အောင်မြင်စေတဲ့နိလန်စစ်ခုပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာမှတ်ချက်ပေးထားနိုင်ပါတယ်ဗျ။